ားလုံးပဲမင်္ဂလာပါဖို့ရှုပ်လေး YouTube channel ကနေကြိုဆိုပါရစေဒီကနေ့ဖို့ကျွန်တော်တင်ပြပေးခြင်းတဲ့ကိစ္စကတော့မနေ့ကကျွန်တော်တို့10ရက်6လ2025မှာ Jet Fighter တစ်စီးကို PL ကပြစ်ချခဲ့ပါတယ်ဒီပြစ်ချထားတဲ့ပတ်သက်ပြီးတော့အာတခြားအဖွဲ့တွေကလည်းကြကြရနေရောက်သွားပြီးတော့သူတို့ကိုယ်တိုင်ပဲပြစ်ချတဲ့အောင်ပြောဆိုနေကြရတွေ့ရတယ်ဆိုတော့ ါကလေးရင်ဆိုတာပြစ်လိုက်လို့ရှိရင်အာဟိုတနေရာထဲမှာပြစ်တဲ့နေရာမှာပဲကြာတာမဟုတ်ဘူးတခြားဒေသတခြားနေရာတစ်ခုမှာကြော်ပြီးတော့ကြာတာလေအဲကြာတဲ့နေရာမှာလည်းတက်ဖွဲ့ရှိနေတော့တက်ဖွဲ့တက်ဖွဲ့ဟာဥပီးရောက်သွားတော့အာဟိုအရင်ဆုံးဒီ jet fighter ပြက်ကြတာကိုမြင်တဲ့လူ ਆ ပဲပြစ်ချသလိုပေါ့နော်အဲ့လိုတွေပြောကြတယ်အဲဒါကြီးကမဖြစ်နိုင်ဘူးလို့အားလုံးဝေဖန်တဲ့ချိန်ကြတော့ဒီစစ်ကောင်စီကအာ ဟိုသတင်းတက်လာတဲ့ချိန်မှာဒါသူ့ဘက်သူပြက်ကြတာပါပေါ့ဆိုတော့အဲသူ့ဘက်သူပြက်ကြတယ်ဆိုတဲ့ဟာကိုဒီဘက်တော်လိုင်းအဖွဲ့အစည်းတွေကပါအာဟိုကောင်တွေပြက်ကြတာမဟုတ်ပါဘူးဒါကသူ့ဘက်သူပြက်ကြတာပါဆိုပြီးတော့အဲဟိုသတင်းတွေထပ်ပြီးထုတ်လွှင့်တယ်ပေါ့ဗျာဆိုတော့ဒါကြီးကဟိုပြောရမယ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ပြက်မချရင်လည်းပြက်မချဘူးပေါ့ကျွန်တော်တို့အရင်ဆုံးတွေ့တာပါပေါ့အဲဒါမျိုးပြောလို့ရတယ်ဗျာဆိုတော့ဒါမျိုးမပြောဘဲနဲ့ အဲလုံပုံကြိမ်ပုံတွေမှားတာကိုနောက်တစ်ခုကဒီ PLA ကဒီလက်ဝဲ အင်အားစုတွေကတက်ဖြစ်နေတဲ့အတွက်စကြရေကဗျာဒီ PLA ကို မထောက်ပံ့ဖို့ပါညာဆိုပြီးပြောနေကြတာပေါ့နော်ဆိုတော့ဒါမျိုးတွေဟိုဖြစ်တာက မကောင်းဘူးလေနော်အဲ့တော့ဒီဒါနဲ့ပတ်သက်ပြီးလေရင်တရားစီရင်တော်မူကန်းဆိုပြီးတော့အဲအရင်တော့ကဘဂဒါဥက္ခရာဟောင်းပြီးတော့ခု Social Democratic Party ရဲ့အထွေထွေ အတွင်းရမှုဖြစ်တဲ့ရဲဘော်ကျော်ကူကလေရင်တရားစီရင်တော်မူကန်းဆိုပြီးတော့သူ သူ့ရဲ့ Facebook စာမျက်နှာမှာဗီဒီယိုတစ်ခုတင်ထားပါတယ်ဒါနဲ့ပတ်သက်ပြီးတစ်ချက်ကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်ဒီပြောချင်တဲ့အကြောင်းအရာကတော့လေရင်တရားစီရင်ခန်းလို့ကျွန်တော်ကောင်းစင်တက်ထားတယ်။လေရင်တရားစီရင်ခန်းလေရင်တရားစီရင်ခန်းဆိုတာဘာလဲ။ဒီရင်ဥဆုံး သိစေခြင်းနဲ့ message တစ်ခုရှိတယ်။အောင်ပွဲမှာအဖေတရားရှိတယ်။ရှုံးနိမ့်မှုကမိဘမဲ့သားဖြစ်တယ်ဆိုရယ်။ဒါအယူအဆတစ်ခုအစိုးမိတ်တစ်ခုဂျာမန်တက်တနာပညာရှင်တူဦးကစစ်ဗျူဟာနဲ့ပတ်သက်တဲ့เนาะစစ်ရေးပညာရှင်တယောက်ဖြစ်တယ် Clausewitz ကပြောဘူးလေ။ဟောပြဿနာကဘာလဲကျွန်တော်တို့ဒီမနေ့ကပလဲမှာဖြစ်ခဲ့တယ်မင်းတိုင်ပင်ရွာရဲ့အရှိတ်ဘက်မှာစပားစီရွာနားမှာလင်း ပစ်ချခံရတယ်စစ်တပ်ရဲ့ချက်တိုက်လျင်ပစ်ချခံရတယ်ပစ်ချခံရတဲ့ကိစ္စမှာ PLA ကသူတို့ပစ်ချလိုက်ပါတယ်လို့ထုတ်ပြန်ကြေညာတဲ့အချိန်မှာအာအခြားသောအဖွဲ့တွေအကုန်လုံးကဒါဟော PLA ပစ်ချတာမဟုတ်ဘူးဆိုပထမသူတို့ပစ်ချပါတယ်လို့ပါကဖတ်တွေအနေနဲ့ထုတ်ပြန်ကြေညာတာရှိရဲ့မဟုတ်ဘူး PLA အနေနဲ့အထောက်ထားတွေတပ်တွေတွေနဲ့တင်ပြလာတဲ့အခါမှာကြာလို့ရှိရင်အာဒီလီမြန်ဘယ်သူမှပစ်ချတာမဟုတ်ဘူး အဲအလိုလိုပြတ်ကျသွားတာပါဆိုပြီးတော့ယာတီဥဒုကြောင့်ပြတ်ကျသွားပါတယ်ဆိုပြီးတော့ပြောလာတဲ့အဆင့်ထိရောက်ဆိုတော့ဒီယာတီဥဒုကြောင့်ပြတ်ကျတဲ့ဆက်ချိုရင်းလို့ပြတ်ကျတယ်ဆိုတဲ့စကားလုံးကိုတွန်တွန်သုံးဆွဲနေတာကစစ်အာဏာရှင် စစ်ကောင်စီအဖွဲ့ဝင်တွေကသုံးဆွဲနေတာဖြစ်တယ်အမှန်ပဲဒီနိုင်ငံမှာပြတ်တိုက်လေရင်အပါဝင်အဲတိုက်ခိုက်ရင်ရဟတ်ရင်တွေပြတ်ကျခဲ့တာရှိတယ်ပြစ်ချခံရတာရှိတယ်ပြစ်ချခံရတာမှန်သမျှကိုပြတ်ကျပါတယ်ဆက်ချိုရင်းပါတယ်လို့တွန်တွန်ညှင်းဆုံနေတာကတော့ စစ်အာဏာရှင်တန်ကြားရေးအဖွဲ့ကဗိုလ်ချုပ်ဇော်မင်းထွန်းတို့အပါအဝင်စစ်လော်ဘီတွေကအမြဲတမ်းလို့ညှင်းဆိုလို့ရှိမှန်ပဲဒါပေမဲ့စိတ်မကောင်းစရာကတော်တော်တော်လာရေးအားစုတွေကပါစစ်အာဏာရှင်ရဲ့လေတံနဲ့တစ်ထပ်သေးအဲဒီလိုမျိုးပြောလာတာကိုကျွန်တော်တို့တွေ့ရတယ်စစ်အာဏာရှင်တွေအတွက်ကလေရင်တစ်ခုတိုက်လေရင်တစ်ခုပြတ်ကြတယ်ဖျက်ချခံရတယ်ပြတ်ချခံရတယ်ဆိုတော့အဲကိစ္စကသူတို့တက်တွင်းမှာရှိတဲ့စစ်သားတွေကြားထဲမှာ ခရဲ့ရိုက်ခတ်စေနိုင်တဲ့စိတ်ဓာတ်ရေးရာအရာဖုန်းနဲ့တိုက်ခိုက်မှုကြီးတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့နိုင်ငံရေးအမြင်အရသုံးသပ်တယ်ဒါမိုင်းကမှကြောက်ပါဒီဆက်အာနာရှင်ကိုအခုချိန်မှာတိုက်နေကြတယ်တနိုင်ကလုံးတိုက်နေကြတဲ့အချိန်မှာဆက်အာနာရှင်ရဲ့စိတ်ဓာတ်ကိုရိုက်ချိုးပစ်လိုက်နိုင်တဲ့အောင်ပွဲတရက်ကိုကိုကိုတိုင်ကမလုပ်ဖဲနဲ့လူယူဖို့ကြိုးစားတာကောကဲမစားရတဲ့အမဲတင်းနဲ့ပတ်တယ်လို့မျိုးကိုပြစ်ချတယ်လို့ပြောလို့မရတဲ့အခါမှာကျတော့သူ့လူလူပြစ်ကြတာပါ哦ပြောတဲ့စကားတွေဟာဆိုလို့ရှိရင်တော့ဒါက နိုင်ငံရေးမဆန်ဘူးတော်လှန်ရေးမဆန်ဘူးဒါဟိုဟိုအတကိုယ့်ရဲ့ဒီအောင်မြင်ကြော်ကြားမှုအတွက်တခုကိုပဲကိုယ့်ရဲ့အတကိုပဲကြည့်ပြီးတော့စာနာဆွဲအမားကိုကျူးလွန်တယ်လို့ကျွန်တော်တို့ကပြောလို့ရအဲ့တော့ဒီလေရင်တရားကိုဘယ်လိုဘယ်လိုစီရင်တင်လဲကျွန်တော်စီရင်တင်တာရိုးရိုးရှင်းရှင်းလေးပဲနံပါတ်1ပလဲနယ်မှာရှိတဲ့ပါကဖားတွေအပါဝင်တော်လိုင်းအင်အားစုအားလုံးကိုပြောချင်တာကဘုံရန်သူမပြောက်ဘူးဘုံရန်သူကိုကျွန်တော်အားလုံးတိုက်နေတဲ့အချိန်မှာ အောင်ပွဲကိုလွတ်ယူပြီးတော့မှကျွန်တော်တို့အငင်းပွားနေစရာအကြောင်းတရားမရှိဘူး PLA လည်းအပါဝင်အကုန်လုံးသောတော်လှန်ရေးအင်အားစုအားလုံးကဒီအောင်ပွဲတစ်ခုတည်းတပေါင်းစုနဲ့ပဲကျွန်တော်တို့အောင်ပွဲခံဖို့လိုအပ်တယ်ဒီအောင်ပွဲတစ်ခုတည်းကိုပဲညီတူညီမျှဝေမျှပြီးရယူဖို့လိုအပ်တယ်ဒါကငါပစ်ချတာပါသူပစ်ချတာပါဟိုလိုလုပ်တာပါဒီလိုလုပ်တာပါဆိုတာမျိုးတွေအငင်းပွားနေရတဲ့စာရင်စစ်အာဏာရှင်စနစ်ကိုအားလုံးဝိုင်းတိုက်နေကြတယ်ဘသူပစ်ချပစ်ချကျွန်တော်တို့နိုင်ငံရေးအရမူတည်တာပွားဖို့လိုအပ်တယ် နိုင်ငံရေးအရာတီးခံနိုင်စွမ်း tolerance ရှိဖို့လိုအပ်တယ်အခုချိန်မှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူဟာငါဟာအဲ့လိုငင်းပွားနေတာဟာရန်သူအတွက်ဝမ်းမြောက်ဝမ်းသာဖြစ်เสียအကြောင်းတရားပဲရှိတယ်ရန်သူအတွက်ထိုးနှက်တိုက်ခိုက်တဲ့ကိစ္စတခုတောင်မှလက်လွတ်ဆုံးရှုံးသွားရတယ်မြေပြင်မှာဒီကျွန်တော်တိုက်ပွဲတွေမှာလင်းရင်ကိုပြစ်ချနိုင်လောက်တဲ့ဟာတခုတည်းနဲ့အောင်ပွဲလို့ကျွန်တော်ပြောလို့မရသေးဘူးစက္ကဆတ်မှာလင်းရင်နေအများကြီးကြံသေးတယ်စက္ကဆတ်မှာတက်တယ်အများကြီးကြံသေးတယ် စကားစားမှာအင်အားတွေအများကြီးရှိသေးတယ်။ဒါတွေကိုဆက်ပြီးထိုးနှက်တိုက်ခိုက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အချင်းချင်းညီညွတ်မှုပြတ်တာရ။ကျွန်တော်တို့အချင်းချင်းဒါသွေးစိညီညွတ်မှုရှိရှိနဲ့ရှေ့ကိုကျွန်တော်တို့အတူတူဆက်ပြီးတော့ခြိတက်ပိုက်ပွဲဝင်ရအောင်။ဒီအချိန်မှာကျွန်တော်တို့အချင်းချင်းအဲ့လိုသွေးကွဲတာကျွန်တော်တို့အချင်းချင်းအငင်းပွားတာဝိဝါဒကွာကွဲပြားတာတွေကျွန်တော်တို့ဖြစ်လို့ရှိရင်ရန်သူကိုကျွန်တော်တို့အစုံးသက်တိုက်ပွဲနဲ့ထိုးနှက်ဖြိုလဲဖို့အတွက်အမြဲတမ်းမှနှောင့်နှေးကြံ့ကြာသွားနိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ် ဲ့တော့ကျွန်တော်အနေနဲ့နောက်ဆုံးပြောချင်တာဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ပြောပါမယ်ဘုံရံသူမပြောက်ဖို့လိုအပ်ပါတယ်အဲစကားဆောက်ရှစ်ဆက်ဆက်ပြီးတော့ကျွန်တော်တော်လှန်ဖို့အတွက်ချင်းချင်းတွဲစီညီညွတ်ဖို့လိုအပ်တယ်လို့မြင်ပါတယ်အခုကျွန်တော်တို့ဒီပြစ်ချခံလိုက်ရတဲ့လေရင်နဲ့အတူပြိုကျသွားတာဟာစကားဆရဲ့စိတ်ဓာတ်တွေစကားဆရဲ့အင်းအားတွေစကားဆရဲ့အဲဒီပေါ့နော်ဟိုရန်ရရာကြီးတွေ ဒါတွေပါပြိုကျသွားဖို့ကျွန်တော်တို့လိုပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာဖြစ်ရတာကစကားဆိုင်အင်အားကြီးစကားဆိုင်ရန်ရီစကားဆိုင်လီရင်နဲ့အတူကျွန်တော်တို့ဘာတွေပါပြိုကျသွားမှာကိုစိုးရင်တည်းလဲဆိုလို့ရှိရင်ကျွန်တော်တော်တော်လန်ရေးအင်အားစုတွေရဲ့ကောင်းမြတ်တဲ့စိတ်ဓာတ်တွေပြိုကျသွားမှာကိုစိုးရင်ပါတယ်။တော်လန်ရေးအင်အားစုရဲ့နောက်ွယ်မှာမျက်နှာဖုံးစွတ်ထားတဲ့အငုံစိတ်တွေဓာတ်တွေကိုခါလေပြစ်ချနိုင်ခဲ့ရင်တော့အကောင်းဆုံးပဲဒီလင်းရင်ကိုပြစ်ချတာနဲ့အတူကျွန်တော်တို့တော်လန်ရေး တမားတွေရဲ့ယင်ထဲမှာနှလုံးသားထဲမှာစိတ်နေတဲ့စိတ်ဆိုးစိတ်ယုတ်မာတွေဒီတွဲဆိုးတွင်းညစ်တွေကိုကျွန်တော်တို့တစ်ခါလဲဖောက်ထုတ်ပြီးတော့မှကျွန်တော်တို့ကောင်းမြတ်တဲ့စိတ်ဓာတ်တွေကောင်းမွန်တဲ့ကျင့်စဉ်တွေကောင်းမွန်တဲ့အဲနှလုံးသားတွေနဲ့ကျွန်တော်တို့ရှစ်ဆက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပြောချင်တာတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဟုတ်တယ်နော်ဆိုတော့ तू ပြောသွားတာမှာအရင်ကောင်းတယ်ဒါကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်လည်းဖြစ်တယ်အဲ तू तू ကဒါဟို ဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ဒေါ်လိုင်းအင်အားစုတွေဘုံရန်သူမပြောက်ဖို့နော်ဒီကောင်ကဒါကဟိုဂျက်ဖိုက်တာတစ်စင်းကိုပစ်ချလိုက်ရဆိုတာဒါတော်ရုံကိစ္စမဟုတ်ဘူးဗျာသိလားဒါပေမဲ့ဒီတစ်ခုပစ်ချရုံနဲ့ကျွန်တော်တို့ကအောင်ပွဲခံသွားရမယ့်အရာမဟုတ်ပင်မဲ့ဒီစစ်တပ်ရဲ့ရန်ရာတစ်ခုလုံးက ရှိတဲ့အထောက်ပံ့တွေသူ့ရဲ့တက်သားတွေဒီအရအတွက်တော့မိုင်းကြီးပဲဒီသူတို့အများကြီးကိုကြာရှုံးသွားတာပဲเนาะဒီကောင်တွေတလောက်တော့လုံနိုင်ခဲ့လားဆိုတော့ ဆိုရဟာမျိုးပေါ့နော်ဒါဟုတ်ပါမလားလို့ဆိုပြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ချင်းချင်းอ่ะဗျာဒါမဟုတ်ဘူးသူ့ဘောက်သူပြက်ကြတာပါဆိုပြီးပြောเสียလားဗျာဆိုတော့ဒါပေမဲ့တကယ်အမှန်ပဲဒါ PL ရသူတို့ပြစ်ချလိုက်တာဆိုတော့ကိုပြစ်ချလို့ကို credit မရတာနဲ့သူများလည်း credit မပေးနိုင်ဘူးဆိုပြီးတော့မစားရတဲ့အမေတင်းနဲ့ပတ်တာလည်းမကောင်းဘူးပေါ့ဗျာဒါကို तू อ่ะ तू ပြောသွားတာမှာတရား တားကောင်းတယ်ဒါကျွန်တော်တော့ဒါသူ့သူနဲ့အတူတူရက်တည်ရယ်ကျွန်တော်တော်လုံးဝလက်ခံတယ်ကျွန်တော်တို့ဘုံရံသူမပြောက်ဖို့လိုတယ်နောက်တစ်ခုကဒီစကားဆရဲ့ဘောစိတ်သက်စစ်စင်ရေးမှာကျွန်တော်တို့စိတ်သက်စစ်စင်ရေးမှာဒီလင်းတစင်းပြတ်ကျသွားတာဟာစကားဆပဲနစ်နာစေရမယ်ကျွန်တော်တို့နစ်နာစေရအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့အချင်းရဲ့မှာရှိတဲ့စိတ်ယုတ်စိတ်မာတွေကလည်းဒီလေရင်ပြတ်ကျတဲ့လေရင်နဲ့အတူတူပါသွားဖို့လိုတယ်ဆိုတော့ဒါက PL ကိုကျွန်တော်တို့လည်းဂုံပြုတ်တက်ပါတယ်ကျွန်တော်တို့ရဲဘော်ကြောက်ကိုကိုလည်းကျေသူအများကြီးတက်ပါတယ်ဆိုတော့ဒီလို reaction video တွေကိုကျွန်တော်တို့ဆက်လက်ပြီးတင်ဆက်ပေးပါအောင်မယ်။ဆိုတော့ဒါ reaction ဆိုတာတဲ့သူပြောတဲ့ဟာကိုတော်တော်တုံတရားပြန်လဲမျှဝေချင်တာလဲပါလို့ဒီလိုပြန်ပြီးတင်ဆက်ပေးရတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။တော်လိုင်းရဲဘော်ရဲဘက်အားလုံးတော်လိုင်းအင်အားစုအားလုံးတော်လိုင်းအဖွဲ့စည်းတွေအားလုံး ကျွန်တော်တို့အောင်ပဲဆက်ဆက်ခံနိုင်ကြပါစေကျွန်တော်တို့အိမ်ပြန်ခြင်းကိုမြင်မြန်ရောက်နိုင်ကြပါစေကျွန်တော်တို့ပြည်သူလူထုမြင်မြန်လွတ်မြောက်ကြပါစေလို့ဆုတောင်းပေးရင်နေကုန်းချုပ်ပါရယ်အားလုံးကျေးဇူးများကြီးတင်ပါရယ်ဖို့ရှိုလေး YouTube channel ကိုလည်း subscribe လုပ်ဖို့မမေ့ကြပါနဲ့ဟုတ်ခင်ဗျာကျေးဇူးများကြီးတင်ပါရယ်ဗျာ